ငလင်ကြောင်စကိုင်းရွှေဘိုခရိုင်ချင်းဆက်လမ်းတွေထိခိုက်ပျက်စီးခဲ့တာတွေရှိသလိုမြေရတင်မြောင်းတွေလည်းနေရာရွေသွားခဲ့လို့သိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ပြခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းငလင်လုခတ်ခဲ့ပြီးတဲ့နောက်စကိုင်းခိုင်နဲ့ရွှေဘိုခိုင်ကိုဆက်သွယ်ထားတဲ့ ခရင်ချင်းဆက်ကာလမှာအကွဲချောင်းကြီးတွေပေါ်လာတာကြောင့်ရင်းတွေတိမ့်ပေါက်ခဲ့တယ်လို့ထိခိုက်ဒဏ်ရာရသေဆုံးသူတွေလည်းရှိခဲ့ပါတယ်။တော်လိုင်းရေးစိုးမိုးနေမြေအကျွင်းငလင်တန်တင့်ဒေသတွေမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကကုညီကစဲရေးတွေဆောင်ရွက်ပေးနေပြီးမြို့သားညီညွတ်ရေးအစိုးရအညူကြီးကနေလည်းကုညီထောက်ပံ့ပေးမှုတွေရှိတယ်လို့ရှိဘူခရင်ပြည်သူလုံခြုံရေးအဖွဲ့တာဝန်ခံဦးစောကပြောပါတယ်။ဖြစ်တဲ့အချိန်မှာကျွန်တော်တို့လည်းရှိနေအေးဘက်မှာလေအေးကိန်းနေရပါတော်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 ဆူဝါးဖြစ်တာပါ နန်းနေတော်တော်ပတ်ကြအပ်သွားတယ်ဈေးဆိုင်ကန်းနေပြူဆုံရှုံပြူလဲသွားတာပါလားပြူသွားတယ်နောက်ပြီးတော့လူတွေလည်းတော်တော်များများအထူးအတန်ရရတာမောင်းနေနေလေဆိုင်ကယ်တွေဆိုပြစ်လဲတာကားတွေဆိုဘေးတိမ်ပြီးတော့မှောက်တာတွေပါရှိတယ်အဲအင်းမျိုးတွေတော့ကြွကြောက်ရတယ်အဲရပြီးတော့ဒီဘက်ကဟိုဟိုဘယ်လိုမှလူမှုစာနာအဖွဲ့ပါတော့ NUG လောက်ကလူမှုစာနာအဖွဲ့တွေကတော့ရွာတွေကိုထိခိုက်တန်ရရတဲ့နေနာတဲ့လူတွေကိုဟိုသုံးသိသိလိုက်ပြီးဝေမျှတယ် နောက်ပြီးတော့တေဆုံသွားတဲ့လူတွေဟိုဒဏ်ရာကြီးကြရတဲ့လူတွေက30သိန်းအဲရွာစီနာတိုင်းလိုက်လုပ်နေတယ်အဲလူမှုစာနာအဖွဲ့ကပေါ့နော်မိခင်နဲ့ကလေးစောက်ကြရေးလဲလူမှုစာနာမိခင်နဲ့ကလေးစောက်ကြရေးဖွဲ့ကြတော့ကလေးလူငယ်နဲ့ရေးဘက်ကြီးတွေကြတော့တူဦးကိုတယောက်3000ကျည်လိုက်ပြီးတော့6ပတ်တယ်လိုက်လုပ်ပေးတယ်ဒုက္ခရောက်တဲ့လူတွေအဲ့လိုပဲဆန်နေပါဝေပေးတာကျွန်တော်တို့ဒီဘက်ဟိုကျန်တဲ့ဟိုဒီမော့ဟိုပကဖာနဲ့ပါလာဖာကြတော့ဒီဘက်မြို့မြို့နယ်ကချမှတ်တဲ့ ထပ်ပေးတဲ့အခုံငွေတွေကလေအဲဟိုတင်းပေါ့သိန်း100ဘူးထပ်ပြီးတော့ဒီဘက်ချာလမ်းပြပြင်ပေးတယ်အခုပြူနေတာဟာလေပြန်ပြပြင်ပြီးလုပ်ပေးတယ်ပစ္စည်းတွားတဲ့လမ်းတွေကိုအချောတက်ဆောင်ရွက်တဲ့လုပ်ငန်းတွေကိုဧပြီလ9ရက်နေ့အခြေစတိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်ငလင်လုခတ်မှုတန်းကိုအဆိုးဆုံးခံရတဲ့ကြီးဝါရီထဲကတက်ရွာကမြည်ရည်ချင်းမြောင်းကျိုးပြက်ပြီးနေရာလွဲသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီမြောင်းအပြင်မြောင်းပေါင်တွေမှာလည်းဆိုင်ကယ်မောင်းလို့မရအောင်အကွဲချောင်းကြီးတွေပေါ်လာပြီး မြောင်းပေါုံကလည်းနှစ်ပေအထိနှိမ်ဆင်းသွားခဲ့ပါတယ်။အဲငလင်းလောက်တော့ကြတာကျွန်တော်ဟိုငလင်းလောက်တယ်ဆိုတော့ကျွန်တော်တို့ဒီဒီအကြီးကတောက်လျှောက်ကြီးဟိုတောင်းနေဒီလူအကြောင်းကြီးလိုက်သွားတာဆိုတော့ကျွန်တော်တို့အဲလက်ပတ်ချင်းနဲ့နှက်ရလာတော့မြောင်းကဒီလိုပဲကျွန်တော်တက်တယ်ကြီးလွဲပါဟိုဆက်လက်လာကြမြောင်းနေပြီးတော့မှအဲချောလို့လားသားယူဒီကောင်းကြီးကတောင်းပတ်ရအောင်ကောင်းကြီးမြောင်းဖတ်ရအောင်အဲ့လိုကြီးတွေ့လာဟိုရွာထဲအိမ်ဝင်းတွေလည်းအဲ့လိုက်နေအဲ့လိုက်နေဖြစ်တော့ကျတော့ စ်ပင်နေရာဟွာပေါ့ဟွာတဲပင်နေဆိုလို့ရင်လည်းအဲ့လိုပဲရွေးသွားတာကျတော့အတင်းညောင်းလဲရွေးလောက်တယ်ဆိုလာကြည့်တော့ကြာအတန်းကြီးပဲတွဲလူကြီးရွေးသွားတာစကိုင်းတိုင်းတော်လိုက်ရေးတက်ဖွဲ့စုံမှုနေမြင့်အတွင်းမှာပြည်သူတွေဟာစစ်ကောင်စီရဲ့လေကြောင်းရံကိုအမြဲတမ်းစိုးရင်ကြောက်လန့်နေရခြင်းအခုလိုအပြင်းငလင်လုခတ်ခဲ့ခြင်းငလင်ကြောအနီးရောက်နေခဲ့တဲ့အတွေ့အကြုံကိုဒေသခံအဖွဲ့ကပြန်ပြောပြပါတယ်အဲ့ဒီနေရာလေးဒီကဒီကစကိုင်းတောင်သူရောင်းဝိုင်းနဲ့တောင်သူဝိုင်းနဲ့ငလင်ကြောလန့်ကိုရောက်လာငလင်ကြောလန့်ကိုရောက်လာတော့ကြတော့ ဟာဟောနဲ့တက်လာတာတက်လာတော့ကျတော့ဟာနေမြန်မဲဆိုပြီးတော့အိမ်ထဲဝင်ရမှလို့မဟုတ်ဘူးပြကြမှငရင်ဆိုပြီးတော့ရှေ့နေလိုက်နောက်နေလိုက်ရှေ့အာနေနေဝါလိုက်ဒါပေါ်တက်လာလိုက်နေနေဝါလိုက်ငင်ကြောဆိုတော့ကိုယ်ကမြေတဲ့မျိုးဝင်မှမှတ်လာအဲ့လိုကိုပြက်တာလူတို့တအားကြောက်ကြောက်ဝါကြည့်ပြီးတော့အာတရားကိုအဲ့ဒီဘွားနေရာကတော့သူကခက်ပိမ့်မယ်ဆိုတော့ကြီးကအောက်ကနေရတယ်ဒီဘွားနေရာခက်ပိမ့်မယ်ဆိုတော့ဒီလိုကလေးကနေပြီးတော့လွင့်ကိုကြောက်ွားတာသူတို့ရောဘာလို့ကိုယ်ရွယ်ထွက်လာ စကိုင်းတိုင်းရှိဖို့ခံအတွင်းငလင်လုတ်ခတ်ပြီးတဲ့နောက်တက်ဆန်ရာကဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာတွေအနေငယ်လောက်ပဲရှိပြီးပြန်လည်ပြပင်းရေးလုပ်ငန်းတွေကတော့အခက်အခဲတွေရှိနေအောင်မှဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်ကျမဟန္နာမှာ